မိန်ကလေးတယောက်မေးထားတာရှိပါရဲ့ဦးစင်းနေကိုရင်နေနဲ့ကြိုက်မိလို့ရှိရင်အဖြစ်ကြီးလားတဲ့အဲ့တော့သူကိုယ်တိုင်သိကျင်လို့ပဲလားဒါမှမဟုတ်လို့ရှိရင်သူကိုယ်တိုင်မကြိုက်မိနေလားတော့မသိဘူးပေါ့နော်အဲ့တော့ခွန်သိခါရရပြီးလေးထောက်ပြီးမဖြေတော့ပါဘူးအဲ့တော့ ်ငါယေရနာတန်ငါဆိုတာယေရနာပါမှီယေရနာကိုယေရနာလို့ဆက်ဆင်ရပါလေအဲ့တော့တန်ကဒရနာကိစ္စမီလို့ကိုကကတော်လိုက်တဲ့ခါကိုမျက်စိတစုံတန်ငါတွေကိုပဲပြောတာမဟုတ်ပါဘူးကင်းကပါလို့သဲစုမကပွင့်ခဲ့ပြီးတော့ဖရားရည်ရဲ့တန်ငါတွေကိုပြောတာပါတန်ငါတွေရဲ့အစပစ္စဝကင်ငါအူအရှင်ကိုတင်ညာကနေစလို့ကိုမျက်မှောက်ခင်မြင်နေရတဲ့တန်ငါတွေတိကိုကအကုန်လုံးကိုကတော်လိုက်တာနဲ့တူတူပါပဲတန်ငါတဒီမဆိုလဲလို့ပဲတန်ငါအလုံးကိုညှိုးလိုက်တာပါအဲ့တော့တန်ငါနဲ့ တိုက်မိအပြစ်ကြီးလားဆိုတော့တန်ကတပားကိုပြင်မဆော်လိုက်တန်ကအကုန်လုံးကိုပြင်မဆော်လာတာ ਨੇ အတူတူပါပဲအရန်အကျိုးရှိတယ်လို့အရန်လည်းအပြစ်ကြီးပါလေနော်အဲ့တော့အာပူဇော်ခံယေဒနာ၃ပါးပဲရှိပါတယ်ဖရာတရားတန်ကတကူအရန်ကြီးတယ်လို့တန်မိုးလည်းဖြတ်လို့မရပါဘူးအနေတော့အနန္နာကတော့၅ပါးရှိတယ်ဖရာတရားတန်ကမိပါဆရာပေါ့နော်အဲ့တော့ကျေးဇူးရှင်တွေလည်းဖြစ်တယ်အဲ့တော့မီလီယံဘီလီယံထရီလီယံနေ မပြောပါဘူးเนาะလုံးဝကိုအဆုံးစမရှိတဲ့နာနောနာနာငါးပါးကိုပြောတာပါအဲ့တော့အတိရှိမရှိဗုဒ္ဓဘာသာဝင်ဆိုရင်မပေါ်တင်ပါဘူးကိုကိုတိုင်းစဉ်းစားတင်ပါလိမ့်ရှင်အဲ့လောက်ဆိုနားလည်ပါပါကျေးဇူးတင်ပါတယ်ဦးဇင်းဖေယဦးဇင်းကိုချစ်တယ်လို့ပြောရင်ဘာဖြစ်တတ်လဲဖေယတဲ့ဝဇီကံအကုသို့ဖြစ်တာပေါ့เนาะယဟန်းဆိုတာကလေချစ်เสียရမဟုတ်ပါဘူး ကြည်ညိုစရာပါကြည်ညိုစရာဆိုတဲ့နေရာမှာလဲပဲသီလတမာတိပညာဆိုတဲ့သိခါ၃ပါးကို ပြောတာပါကြည်ညိုသိတဲ့အရာကိုမကြည်ညိုဘဲနဲ့အပေါ်ယံရုပ်ပိုင်းဆိုင်ရာကိုကြည့်ပြီးချစ်နေမယ်ဆိုရင်ပူလောင်ယုံကလွယ်ပြီးဘာကောင်းကျိုးမှဖြစ်လာမှာမဟုတ်ပါဘူး